မင်္ဂလာပါရှင်ဒီနေ့ပညာရနာပေးမဲ့စတုံးပုံလေးကတော့ရေလိုင်းစတုံးလေးဖြစ်ပါတယ်ဘေးစီးကိုနားထိုက်ခွဲထားပြီးတော့အလဲစီးတိုင်းကိုတော့နောက်တွဲနေရာမှာလာစီးတာဖြစ်ပါတယ်ထိုက်ပေါင်းကစတုံးအလုံးမှာပါပေးတာဖြစ်တဲ့အတွက်ကြော်ခဲ့ပါတယ်နားထိုက်ခွဲထားတဲ့စပင်ကိုအလဲချမ်းနဲ့ဘေးချမ်းကိုသက်သက်စီကွဲနေတာမျိုးမဟုတ်ပဲတပေါင်းလေးဖြစ်အောင်လို့တေချာလေးဝိုင်းနေအောင်လို့တိမ့်ပါတယ်ဟို ဒဲ့ရင်တင်လိုက်တာမဟုတ်ဘဲနဲ့အဝိုင်းပုံစံလေးဖြစ်အောင်တင်တာပေါ့နော်နှစ်ဖက်စလုံးကိုပုံစံတူလေးတင်ပါတယ်ပြီးတော့မှပိုလာတဲ့စပင်ကိုဟိုဘက်ဒီဘက်စကန်ပုံစံလေးဖြစ်အောင်လို့စီးတိုင်ရဲ့အောက်နားလေးမှာကပ်ပြီးတော့တင်လိုက်တာဖြစ်ပါတယ်ပြီးတော့နောက်ထပ်အပြင်ကစကန်ကိုတင်းနေအောင်ထည့်မယ်ဒီနေရာမှာကလစ်ပဲသုံးပါမယ်စခွာကိုမသုံးပါဘူးဒီဆက်နေပြီးသွားပြီဆိုရင်တော့ခုနပြတဲ့ပယုတ်အကြီးလေးလို့မယ်ပေါ့နော် ။သပင်ကိုများလာအောင်ချစ်တာမဟုတ်ဘဲနဲ့မကွဲသွားအောင်ချစ်တာဖြစ်ပါတယ်။ပြီးတော့ပိုက်အုပ်အကြီးနဲ့အခုတိုင်းလေးထည့်လိုက်တယ်ပေါ့နော်။အခုကရေလိုင်းစပြီးတော့လုပ်ပါမယ်။ရေလိုင်းကို ပြထားတဲ့အတိုင်းလက်ကလေးနဲ့ထိမ့်ပြီးတော့တေချာလေးလှိုင်းပုံစံလေးရအောင်ယူသွားမယ်ဒီမှာကအတွန့်ကသေးလေးလေးသေးလေးလေးရေလိုင်းကပို့ပြီးတော့မှပေါ်လေးလေးဖြစ်ပါတယ်ဆိုတော့ ကိုယ့်ရဲ့သပင်အတူအရှိပုံမူတည်ပြီးတော့ရေလိုင်းကိုကြိုက်တယ်လို့လုပ်လို့ရတယ်ပေါ့နော်။သူကပုံစံတူပညာနှစ်ဖက်ကိုအိုက်တိုင်းလေးလှုပ်လိုက်ပြီးတော့အလေဟပြီးတော့ကြံ့ခဲ့တဲ့နေရာကိုကြံ့တဲ့တလွာနဲ့ပြည့်အောင်ထပ်ဖြည့်တာဖြစ်ပါတယ်။ကိုကစရုံးပုံစံကိုကိုကကိုဆင်းရတာဖြစ်တဲ့အတွက်စရုံးအလုံးပြီးသွားတဲ့အခါ ဝိုင်းဝိုင်းဆက်ဆက်လေးဖြစ်ဖို့အရေးကြီးတယ်ပေါ့နော်ဟိုတချမ်းကကြီးနေတာတို့တချမ်းကတိမ်နေတာတို့အဲ့လိုမျိုးမဖြစ်ရပါဘူးဆိုတော့ရေလိုင်းကိုပြန်ပြီးတော့ထိန်းတဲ့ကလေးတွေကတေချာလေးညီအောင်ထိုးဖို့အရေးကြီးတယ်အလွှာလေးတွေကိုလည်းတေချာလေးထုတ်ပေးရမယ်ပေါ့နော် တော့ပန်းတွေကတော့ချိုးစီမှာရောင်လေးရောင်းနဲ့တင်တန်းလေးဖွင့်နဲ့ဒီကလေးတွေကိုပန်ပြပေးထားတာဖြစ်ပါတယ်။တကယ်တော့ဒီစတုံးကစတုံးရဲ့အလှကိုဟို forest စတုံးမျိုးဖြစ်တာဖြစ်တဲ့အတွက်ပန်းတွေအများကြီးတိတ်မပန်လေးပဲရတယ်ပေါ့နော်။ဒါမဲ့ချိုးကဒီမှာနမူနာလေးတွေကြုံညာနေနဲ့ပန်ပြတာဖြစ်တဲ့အတွက်ပုံစံလေးတွေမတူတာလေးကိုဟိုပန်ပြပေးထားတာဖြစ်ပါတယ်။ပန်းတွေကအာကိုလိုချင်တယ်လို့အထူပါပန်လို့ရတယ်လေနော်။ မွေးရသည်မှာတင်နန်းတဖို့စိတ်ဝင်စားနေတဲ့သူတွေအတွက်လည်းတင်နန်းလေးတွေအကုန်လုံးပြန်ဖွင့်ပါပြီအသေးစိတ်ကို CB ကနေလည်းစုံစမ်းနိုင်တယ်လို့ဖုန်းနံပါတ်ကနေလည်းစုံစမ်းလို့ရပါတယ်ရှင်အားလုံးပဲအဆုံးထိကြည့်ပြီလို့ကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံပါမယ်ရှင်မင်္ဂလာပါရှင်ဒီနေ့ပညာနာနာထုံးပြပေးသွားမယ်ပုံလေးကကြတော့တစ္ဆန်မီလေးတွေနဲ့စတုံလှလှလေးဖန်တီးကြမယ်เนาะ ပြထားတဲ့အတိုင်းသပင်းအလုံးကို စုစည်းလိုက်ပါတယ်။ပြီးတော့မှ သုံးခုခွဲပြီးတော့ရိုးရိုးသုံးချောင်းကျစ်ဆန်ပြီးလေးပဲကျစ်ပါတယ်။သုံးချောင်းကျစ်ကလူတိုင်းရမှာတင်နေเนาะအဲ့ဒါကြောင့်မလို့အသေးစိတ်တော့မပြတော့ဘူး။ဘီးကသပင်းကိုလည်းပဲအပေါ်အောက်နှစ်လွှာခွဲပြီးတော့သုံးချောင်းကျစ်ပဲကျစ်ပါတယ်။ဒီမှာသုံးချောင်းကျစ်ကိုဘီးအနားလေးကိုဇာနားလေးလို့ရအောင် ဟိုဖွားဖွားလေးဆွဲပြီးမယ်ဘီးကိုဆွဲတာဖြစ်တဲ့အတွက်အလေကပွသွားတာမျိုးလုံးဝမဖြစ်ရပါဘူးအလေပွနေလို့ရှိရင်ကျဆံမီကရွရွဖြစ်နေမလှဘူးပေါ့နော်အနားလေးကိုပဲဆွဲတာဖြစ်တဲ့အတွက်ဒါအပြစ်မှဆိုလို့ရှိရင်သိရတယ်ပေါ့နော်ကျဆံမီကပြပြလေးဖြစ်နေပေမဲ့တင်းတင်းရင်းရင်းလေးဖြစ်နေတယ်ပေါ့နော်အဲ့ဒါမှပဲအဆင်ပြေမှဖြစ်ပါတယ်နှစ်ဖက်စလုံးကိုဒီအတိုင်းလေးပဲကျစ်လိုက်တယ် ပိုနေတဲ့အစနှစ်ခုကိုဘယ်ညာနှစ်ခုဟိုဘက်ဒီဘက်သိမ့်လိုက်တယ်ပေါ့နော်ပြီးလို့ရှိရင်စကန်လေးထည့်ပါတယ်ဒီမှာဟိုဒိုနတ်စကိုလည်းထည့်သုံးလို့ရတယ်နော်စကန်မရှိတဲ့သူတွေကပြီးတော့အခုပြထားတဲ့အတိုင်းစကန်ကိုဖုံးအောင်လို့လုံးပြီးတော့တင်လိုက်တာဖြစ်ပါတယ်ကိုယ့်ရဲ့စကန်နဲ့ ကိုကျစ်ထားတဲ့ကျစ်ဆံမီးနဲ့ကွက်တိဖြစ်ဖို့လိုတယ်ပေါ့နော်အဲ့ဒါမှပဲစရုံးပုံစံလေးကလှနေမှာပေါ့နော်ဒီဟာကကြတော့ချိုးစီမှာအလုတ်တဲ့ပန်းလေးတွေကို ပြောင်းပြီးတော့ပန်ပြပေးထားတာဖြစ်ပါတယ်အဲတစင်ခတ်တွေလည်းရောင်စုံရှိတယ်တခြားခရစ်ဆယ်ပန်းလေးတွေလည်းအစုံရှိတယ်ပေါ့နော်ဆိုတော့စရုံးမိတ်ကပ်တင်နန်းရောဒီပန်းစရုံးတင်နန်းရောအကုန်ရှိပါတယ် အဆုံးထိကြည့်ပြီလို့ကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံပါမယ်เนาะတတား မင်္ဂလာပါရှင်အာပညာရဏမပြီးတာကြပြီဒီနေ့မှာတော့ဒီပုံလေးကိုထုံးပြပေးသွားမှာဖြစ်ပါတယ်ရှင်အရင်ဆုံးဘေးစီးခွဲပါတယ်ပြီးရင်ထုံးစံအတိုင်းနောက်တွဲနေရာမှာစပင်အလုံးကိုတိမ်ပြီးစုစည်းပါတယ်ထိုက်ပေါင်းထဲကျန်တဲ့သူတွေကလည်းဖောင်းထားပြီးတော့ထည့်ပေးလို့ရပါတယ်ဘေးကစပင်တွေကို အားလုံးကိုပြောင်းချောနေအောင်တိမ်းပါတယ်လူစပင်ကိုထုံးတယ်ဆိုရင်တော့အတိုပြက်လေးတွေပါပါအောင်လို့ဝက်စလေးနည်းနည်းသုံးပြရင်တော့ပို့ပြီးတော့လှမယ်ပေါ့နော်စပင်အားလုံးကိုနောက်တွဲ site ဖြစ်တဲ့လေးလက်မငါးလက်မဝင်ကျင်စီးပါတယ်အခုပြထားတဲ့အတိုင်းခောက်သွင်းလိုက်ပါတယ်အဲကြံတဲ့အဖျားလေးကိုကြတော့လူစပင်ဆိုလို့ရှိရင်ပါနေတဲ့သူရှိရဆိုရင်အရင်မချစ်ပဲနဲ့ခပ်ပွားလေးယူပြီးပြထားတဲ့အတိုင်းပြန်ပြီးတော့ တိမ့်လိုက်လို့ရပါတယ်ဒီပုံလေးကလွယ်ပြီးတော့မြန်မာဝတ်စုံနေနဲ့လေးလိုက်ဖက်တာဖြစ်တဲ့အတွက်အားလုံးပဲအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်ရှင်ပန်းကတော့ချို့စီမှာရောင်းတဲ့သင်တန်းလေးဖွင့်တဲ့ကိုရင်လုတ်တဲ့ဓာလေးတွေကိုတစ်မျိုးပြီးတစ်မျိုးပြောင်းပြီးတော့ပန်းပြပေးထားတာဖြစ်ပါတယ်သင်တန်းစိတ်ဝင်စားတဲ့သူတွေလည်းတက်ရောက်လို့ရပါတယ်အသင်ပန်ဖို့ဝယ်ယူချင်တဲ့သူတွေအတွက်လည်းရှိပါတယ်ရှင်ဇရုံးမိတ်ကသင်တန်းလေးဖွင့်ပြီးတော့နောက်ထပ်ဗီဒီယိုမှာပြန်ဆုံပါမယ်အားလုံးပဲ ်အဆုံးထိကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်မင်္ဂလာပါရှင်ဒီနေ့ပညာဒါနာထုံးပြပေးသွားမယ်ပုံလေးကကြတော့ကျဆက်မီလီတွေနဲ့စလုံးလှလှလေးဖန်တီးကြမယ်เนาะ ပြထားတဲ့အတိုင်းဇပင်အားလုံးကိုစုစည်းလိုက်ပါတယ်ပြီးတော့မှ သုံးခုခွဲပြီးတော့ရိုးရိုးသုံးချောင်းကျက်ဆံမီလေးပဲကျစ်ပါတယ်သုံးချောင်းကျက်ကလူတိုင်းရမှာတင်နေเนาะအဲ့ဒါကြောင့်မလို့အသေးစိတ်တော့မပြတော့ဘူးဘေးကစပင်ကိုလည်းပဲအပေါ်အောက်နှစ်လွှာခွဲပြီးတော့သုံးချောင်းကျစ်ပဲကျစ်ပါတယ်ဒီမှာသုံးချောင်းကျစ်ကိုဘေးအနားလေးကိုဇာလေးကိုဇာနားလေးလို့ရအောင် ိုဖွားဖွားလေးဆွဲပေးမယ်ဘေးကိုဆွဲတာဖြစ်တဲ့အတွက်အလေကပွသွားတာမျိုးလုံးဝမဖြစ်ရပါဘူးအလေပွနေလို့ရှိရင်ကျစ်ဆံမီကရွရွရဖြစ်နေမလားဘူးပေါ့နော်အနားလေးကိုပဲဆွဲတာဖြစ်တဲ့အတွက်ဒါအပြစ်မှဆိုလို့ရှိရင်သိရပါပေါ့နော်ကျစ်ဆံမီကပြပြလေးဖြစ်နေပေမဲ့တင်းတင်းရင်းရင်းလေးဖြစ်နေတယ်ပေါ့နော်အဲ့ဒါမှပဲအဆင်ပြေမှဖြစ်ပါတယ်နှစ်ဖက်စလုံးကိုဒီအတိုင်းလေးပဲကျစ်လိုက်တယ် ိုနေတဲ့အစာနှစ်ခုကိုဘယ်ညာနှစ်ခုဟိုဘက်ဒီဘက်တိမ့်လိုက်တယ်ပေါ့နော်ပြီးလို့ရှိရင်စခန်းလေးထည့်ပါတယ်ဒီမှာဟိုဒိုနတ်စကိုလည်းထည့်သုံးလို့ရတယ်နော်စခန်းမရှိတဲ့သူတွေကပြီးတော့အခုပြထားတဲ့အတိုင်းစခန်းကိုဖုံးအောင်လို့လုံပြီးတော့တင်လိုက်တာဖြစ်ပါတယ်ကိုယ့်ရဲ့စခန်းနဲ့ ကိုကျစ်ထားတဲ့ကျစ်ဆံမီးနဲ့ကွက်တိဖြစ်ဖို့လိုလေပေါ့နော်အဲ့ဒါမှပဲစရုံးပုံစံလေးကလှနေမှာပေါ့နော်ဒီဟာကကြတော့ချိုးစီမှာအလုံးတဲ့ပန်းလေးတွေကို ပြောင်းပြီးတော့ပန်ပြပေးထားတာဖြစ်ပါတယ်အဲတစင်ခက်တွေလည်းရောင်စုံရှိတယ်တခြားခရစ်ဆယ်ပန်းလေးတွေလည်းအစုံရှိတယ်ပေါ့နော်ဆိုတော့စရုံးမိတ်ကတင်နန်းရောဒီပန်းစရုံးတင်နန်းရောအကုန်ရှိပါတယ် အဆုံးထိကြည့်ပြီလို့ကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံပါမယ်เนาะတတ